ရွှေကျင်တယ်လို့ပဲအတုံးလိုက်အခဲလိုက်မရတောင်းမှတမှုံပဲရရနှမှုံပဲရရရသလကူစူးပြီးတော့ယူမယ်ဆိုရင်ကြားတဲ့ခါမှာအများကြီးရမှာပါစူးမိမှာပါရွှေကျင်တဲ့လူတွေဟာရွှေကျင်မှုတွားတဲ့ခါမှာရွှေတွေကိုအတုံးလိုက်ခဲလိုက်မရနိုင်ပါဘူးတဲတွေနှုံးတွေကိုအထက်ထက်ဆေးပြီးမှတနေ့ကုန်လောက်ခါမှာတရွေသားနှွေသားလောက်ပဲရတာဒါပေမဲ့အဖိုးတန်လုံးလို့လောက်ရတာပဲ အဲ့လိုပဲဒီတတိပဋ္ဌာန်တရားကိုအထုတ်ပြီးနေတာကိုတန်မိုးရှိမှနားလည်တဲ့သူဟာတခဏလေးဖြစ်ဖြစ်တတိလေးကပြီးတော့ကြိုးစားပြီးတော့နေမှာပဲဥပမာဆိုပါတော့တကြိမ်အသက်ရှူတာဘယ်လောက်ကြာမယ်ထင်တယ်လဲ3စက္ကန့်4စက္ကန့်လောက်ကြာမယ်နော်မြေကြည့်ဘူးပါတယ်ကိုယ်တိုင်လည်းပဲနိုင်နဲ့ကြည့်ပြီးလို့ကြည့်ဘူးပါတယ်3စက္ကန့်4စက္ကန့်လောက်ကြာတတ်ပါတယ် မြန်မြန်ရှင်တော့30ကလောက်ကြာတယ်ဒီထက်မြန်မြန်ရှင်တော့20ကလောက်နဲ့ရမယ်ဒါပေမဲ့အဲ့ဒါလောက်ဆိုရင်မောပါတယ်ဖြည်းဖြည်းမှန်မှန်ရှင်မယ်ဆိုရင်၄စက္ကန့်လောက်ကြာမယ်ဒီထက်ပိုးပြီးတော့ရှည်ရှည်ကြီးဆွဲပြီးတော့ရှင်မယ်ဆိုရင်တော့5စက္ကန့်6စက္ကန့်လောက်ကြာနိုင်တယ်နော်ဘယ်လောက်ပဲဖြစ်ဖြစ်ဖြားမြချင်းကြည့်ရင်၄စက္ကန့်လောက်ကြာမယ် တကြိမ်လေးဖြစ်ဖြစ်တတိလေးကပြီးတော့အဲ့ဒီလိုအသက်ရှူလိုက်တဲ့အချိန်မှာဝင်တာအစကနေအဆုံးထွက်တာအစကနေအဆုံးတတိမလွတ်ပဲအပြတ်အတော့မရှိဘဲနဲ့နေလိုက်ရတယ်ဆိုရင်အဲ့ဒီ၄စက္ကန့်လောက်ချိန်ဟာငင်းချမ်းနေတဲ့အချိန်ပဲဒီအချိန်မှာဘာအတွေ့မှဝင်မလာတဲ့အတွက်ကြောင့်လောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးမောဟလည်းမဖြစ်ဘူးမာနလည်းမဖြစ်ဘူးအိတ်တာမစ္စရိယလည်းမဖြစ်ဘူး အင်မတန်တူတောင်းတဲ့အချိန်မို့လို့သိပြီးတော့အကျိုးမများပါဘူးလို့တော့တချို့ကပြောချင်းပြောကြလိမ့်မယ်နော်ဒီလိုကနေတဖြည်းဖြည်းအလေးချင်းလုပ်ကြည့်ပါဒီလိုအသက်ရှူတာလေးကို၅ချိန်လောက်တစ်ဆက်တည်းရအောင်လုပ်မယ်ဆိုရင်ဘယ်နဲ့နေမလဲအိုးပြီးတော့စိတ်ကငြင်းအေးပြီးနေမယ်နော်အစမှာတော့လုံးစားမရှိရင်ဒီမှာစိတ်ကိုထားရတာကိုကမလွယ်ဘူး စိတ်ကဟိုပြေးဒီပြေးသိပြေးကျင်တယ်နော်မရမကအတင်းဖမ်းရတယ်လို့ပဲသို့တော့အလေးအကျင့်များလာတဲ့အခါမှာထားလိုက်ရင် ထားတဲ့နေရာမှာအလိုက်တင်လေးပဲသူ့ဟာသူနေတာပဲအဲ့ဒီအဆင့်ရောက်အောင်အလေးအကျင့်လုပ်ဖို့လိုတယ်တမနစ်ဆိုရင်ဘယ်နှကျင်းလောက်ရှိမှထင်လဲ15ကျင်းလောက်ရှိမှထင်တယ်နော်တက်ရှူတဲ့အကျင်းဟာ15ကျင်းလောက်ရှိမယ် အဲ့ဒီ15ချိန်လောက်ကိုပဲတတိနဲ့သေးချာကပ်ပြီးမပြတ်တစ်ဆက်ထဲတတိကိုကပ်နေမယ်ဆိုရင်တော်တော်ရနေပြီတော်တော်အကျိုးများနေပြီလို့ဆိုရမှာနော်တတိချာချာအယုံဆိုင်ပြီးတေချာဆက်ဆက်နေအောင်လုပ်ကြည့်ပါတမနဲ့လောက်လုပ်နေတယ်ဆိုရင်ပဲစိတ်ကလေးတမျိုးတည်ငြိမ်အေးစေးပြီးတမျိုးချမ်းသာလာတယ်ဘလေးချင်းများများရလာတယ်လို့ဆိုရင် စိတ်တော့ကဖြစ်เสียတခုခုစဉ်းစားမိတာနဲ့ဒီပြန်နဲ့ဩစိတ်တော့ကဖြစ်เสีย စဉ်းစားမိပြီကိုလို့တိတန်တဲ့တပြိုင်နဲ့တိပြီးချက်ချင်းပဲအာနာပါနာမှာစိတ်ကိုပြန်ထားလိုက်ရင်ချက်ချင်းစိတ်ကလေးကငြိမ်ပြီးကြလာတယ်။အကိအများ5မိနစ်လောက်တစ်ဆက်ထဲရမယ်ဆိုရင်ဘယ်လောက်အကျိုးများမလဲ။စဉ်းစားကြည့်နော်။ဒါကြောင့်နည်းတယ်မထင်ပါနဲ့။ရတဲ့လောက်ယူကြည့်ပါ။ဒီဘုန်းကြီးကိုယ်တိုင်ပဲတရားထုတ်စားက10မိနစ်နဲ့စတာပါ။တခါတလေအဲ့ဒီ10မိနစ်အတွင်းမှာပဲ အစဉ်ပြေတဲ့အခါကျရင်အင်မတန်ငြိမ်းချမ်းတာကိုတွေ့ရတယ်။ဒီငြိမ်းချမ်းတာလောက်ဟာတရားထုလားဆိုတော့မဟုတ်သေးပါဘူး။ငြိမ်းချမ်းတယ်ဆိုတာတမာရီလေးနဲ့နဲ့ရလာလို့လောဘဒေါသမောဟအစရှိတဲ့ကိလေသာတွေဖြစ်ခွင့်ခဏလောက်ရပ်နေတာ။အဲ့ဒီခဏလေးရပ်နေတာကိုခံစားမှုတာကိုပဲ။ဩစိတ်ထဲမှာလူကြီးနဲ့စိတ်ဖြစ်စေမကြီးနဲ့တဲ့စိတ်ဖြစ်စေစွရင်ပူပန်တာဖြစ်စေ သူတစ်ပါးနဲ့ပြန်လို့တဲ့စိတ်ဖြစ်စီသူတစ်ပါးကြီးပွားချမ်းသာတာကိုမနာလို့တဲ့စိတ်ဖြစ်စီဒါမှမဟုတ်ငါဟိုကိစ္စလုတ်ခဲ့မိတာမှားလေခြင်းငါဟိုကိစ္စမလုတ်ခဲ့မိတာမှားလေခြင်းစသည်ဖြင့်ပြီးခဲ့တဲ့ကိစ္စတွေကိုပြန်တွေးပြီးတော့ကိုယ်ကိုယ်စဖြစ်နေတာမျိုးဖြစ်စီအဲ့ဒီလိုဟာမျိုးကိုခဏလေးငင်းချမ်းတယ်ဆိုရင်ပဲအများကြီးတက်ကနေပြီး သူတို့ဖြစ်ခွင့်ရတဲ့အချိန်မှာအင်မတန်ပူလောင်တယ်ဆိုတာကိုလည်းသဘောပေါက်ဖို့လိုတယ်အဲ့ဒါကိုမှသဘောမပေါက်တဲ့လူဟာအမြဲတမ်းလိုပဲအဲ့လိုကိလေသာတစ်ခုခု ဖြစ်နေတာပဲတတိမှမရှိရင်တော့ဒါတွေဟာတလှက်စီဖြစ်နေကြမှာပဲတတိမရှိတဲ့အချိန်မှာလောဘဖြစ်ခြင်းဖြစ်နေမယ်တစ်ခုခုကိုလိုချင်နေတယ်မြင်ချင်နေတယ်ကြားချင်နေတယ်စားချင်နေတယ်ထိချင်နေတယ်တို့မဟုတ်ရင်လည်းပဲကိုဖြစ်ခဲ့တာတွေကိုပြန်တွေးပြီးစိတ်ကူးရင်ပြီးတော့ အင်းဘယ်ချိန်ကြရင်တော့ဘယ်လိုဖြစ်တော့မှာပဲအဲ့လိုဖြစ်ရင်တော့ဟန်ကြတော့မှာဘယ်လိုပြောရမှာဘယ်လိုခံစားရမှာဆိုပြီးတော့စိတ်ကူးရင်အတွေ့အထိမှာမျောပြီးတော့နေတာပဲသူမို့ရင်လဲဘယ်သူကတော့ငါထက်သားသွားပြီငါ့ကိုကြောသွားပြီသူနဲ့ငါနဲ့အရင်တုန်းကတော့ဘွဲရတုန်းကလည်းအတူတူအလုပ်ဝင်တုန်းကလည်းအတူတူအခုတော့သူတို့ကဘယ်လိုကြီးပွားသွားလို့ပါလားငါမှတော့အောက်ကျနောက်ကျဖြစ်နေပြီငါကိုယ်ကအတော့မကြတာပါငါဟာအတော်အီချင်းနေတဲ့လူပဲ အဲ့လိုကိုကိုကိုစိတ်ပြဲပြီးစိတ်တက်ကြပြီး depress ဖြစ်နေတတ်တယ်။အဲ့ဒီလိုအတွေးတွေကြာကြာတွေးလေလေညံများတွေးလေလေစိတ်တက်ကကြာကြပြီးစိတ်တက်ကြယောဂဖြစ်လာတယ်နော်။ဒီလိုတတိနေမနေရင်အမြဲဖြစ်နေတဲ့ကိလေသာတွေရဲ့ဒဏ်ချက်ကိုခံရမှာပဲ။အဲ့ဒီလိုနေကြမှာလား။ခဏလေးဖြစ်ဖြစ်တတိုင်ကို မကောင်းဘူးလား။အဲ့ဒီလိုခဏလေးဖြစ်ဖြစ် တက်တာတာကိုတွေ့ဘူးတဲ့သူဟာအဲ့ဒါလေးကိုတန်ဖိုးထားတယ်ဒီလိုကြာကြာနေရရင်ကောင်းမှာပဲဆိုပြီးတော့ပို့ပြီးတော့စူးစမ်းမယ်အချိန်ရရင်ရသလောက်စူးစမ်းတော့မှာပဲနော်ဒါကကိုကိုရင်လည်းဒီလိုပဲလုပ်ခဲ့လို့ပါ5မိနစ်10မိနစ်အားထုတ်ရင်လည်းတရားထူရမှာလားဆိုတော့အဲ့ဒါလောက်တော့လွယ်တယ်လို့မဆိုလိုပါဘူးဘာကြောင့်လဲဆိုတော့ဘုရားဝရမှာရှိတယ်ပြင်းပြင်းရိပ်ပေါ့ပေါ့တန်တန်နေတဲ့လူတွေ့ လောကုတ္တရာ၉ပါးကိုရဖို့ဆိုတာမဖြစ်နိုင်ဘူးတဲ့အာထုတ်တဲ့လုံနာဝရိယရှိတဲ့သူသားလျင်လောကုတ္တရာတရား၉ပါးကိုရဖို့ဆိုတာစွန့်နိုင်တယ်တက်နိုင်တယ်တဲ့သို့တော့ဘာဖြစ်ဖြစ်ခကြီးမိုင်တထောင်ပဲဖြစ်ဖြစ်အဲ့ဒီခကြီးကိုတွားမယ်ဆိုရင်ခြေတလန်းနဲ့စားရတာပဲဒီတလန်းကိုမှမလှမ်းရသေးဘူးဆိုရင်ခကြီးမိုင်တထောင်ကိုရောက်ဖို့ဘယ်နည်းနဲ့မှမဖြစ်နိုင်တော့ဘူး တလှမ်းလှမ်းတယ်နောက်ထပ်တလှမ်းလှမ်းတယ်ဒီလိုနဲ့ပဲတလှမ်းပြီးတလှမ်းလှမ်းပြီးတော့သွားတာပဲအဲ့ဒါလို7မိနစ်လောက်ကနေစပြီးတရားထုတ်ပြီးတော့နေတဲ့သူဟာအခုတရားထုတ်တာနှစ်နှစ်လောက်ကြာလာတဲ့အခါတနာ ਈ နှစ်နာ ਈ တခါတလေအချိန်မိနေတဲ့ခါမှာ၃နာရီလောက်တောင်အေးအေးဆေးဆေးအားထုတ်နေတဲ့လူတွေရှိတယ်နော် အစတုန်းကတော့ဆင်းမြဲနဲ့စတာပဲအထုခါစမှာတရားထိုင်ညောင်းတယ်ကျင်တယ်တော့ညောင်းမှာကျင်မှာထုံမှာကြိုက်မှာကြောက်တယ်တဏှာကြီးတော့မထိုင်နိုင်ဘူးတဏှာကြီးမထိုင်နိုင်ရင်ဆင်းမြဲတော့ထိုင်ပါအဲ့ဒါလို့သူတို့ကိုနင်းတလောက်လောက်ခိုင်းတော့7မိနစ်ကတော့တတ်နိုင်တယ်တော်တော်ကြတော့ဒီထက်မှာတမာရီလေးနည်းနည်းရလာတော့ တရားဟာသူ့ဟာသူဆွဲခေါ်သွားသလိုပဲထိုင်ရတာကောင်းလာပြီဆက်ထိုင်သွားတော့တာပဲတချို့15မိနစ်မိနစ်30အဲမိနစ်20လောက်ကြာလိုက်ရင်ညောင်းလာပြီတော်ချင်းနေပြီဒီလိုပဲဒီလိုပဲအလေးချင်းများများလှုပ်သွားတော့ဒီမာရီပိုကောင်းလာပြီနိုင်ဝဲလောက်ကတော့ဘလို့မှမပင်ပန်းဘူးပျော်ပျော်ရွှင်ရွှင်စိတ်ချမ်းသာနဲ့ပဲထိုင်လိုက်တာပဲ တခါတော့နိုင်ဝက်လောက်ပြအောင်ထိုင်လိုက်ပြီးဆိုရင်ငါနိုင်ဝက်ထိုင်နေတကိုးဆိုပြီးဝန်တာလာတယ်အားတက်လာတယ်ပူလုံးနိုင်လေလေပူပြီးတော့အားတက်လေလေပဲလူကနေဆက်ပြီးတော့အားထုတ်သွားလို့ရှိရင်55မိနစ်တနာရီဖြစ်လာတာပဲအဲ့ဒီခါမှာအတ္တသာဆုံးအနေထားကိုရွေးပြီးထိုင်ဖို့လိုတယ်။တမင်တကာပင်ပန်းအောင်ဆင်းရဲအောင်မထိုင်သင့်ဘူး။တချို့ခါနာတတ်တဲ့လူ၊ဒုနာတတ်တဲ့လူတွေရှိတယ်။ တပည့်တော်ကခါနာတယ်ဒုနာတယ်တဲ့ခါနာသည်ဖြစ်စေဒုနာသည်ဖြစ်စေတနည်းနည်းနဲ့တော့ထိုင်နေကြတာပဲအဲ့တော့ဘယ်လိုပုံစံနဲ့ထိုင်ထိုင်တက်တက်တသာလေးပဲထိုင်ဖို့လိုတယ်ဘုရားဟောတဲ့မှာအိနာထဲမှာထိုင်နေရင်တောင်းမှတရားကိုအားထုတ်ဖို့မှန်ထားတာရှိတယ်နော်အဲ့ဒီနေရာမှာတောင်းမှအဲ့ဒါလိုတရားကိုအားထုတ်လို့ဖြစ်သေးရင်ရနိုင်သေးရင် တခြားနေရာမှာရောထိုင်ခြင်းလို့ထိုင်ပြီးတရားအထုတ်လို့မဖြစ်နိုင်ဘူးလားအဲ့ဒါသဘောပေါက်ဖို့အရေးကြီးတယ်ဒါကြောင့်ထိုင်တဲ့ပုံစံကိုသိပြီးကြောက်ကြမနေကြပါနဲ့တက်တာလို့ထိုင်ပါသို့တော်တက်တာလွန်ပြီးအိမ်ငိုက်သွားမှကိုတော့သိထားဖို့လိုတယ်ထိုင်တဲ့အခါမှာခေါင်းကိုခပ်ဖြောင်းဖြောင်းလေးထားပါခေါင်းတော့မမီးနဲ့ခေါင်းမီးရင်ပိုပြီးအိတ်ချင်တယ်ခေါင်းကိုတက်တက်လေးထားပြီးဒီလိုပဲတရားထုတ်ပါ တကယ်ကိုပြမနောနဲ့နေလို့ခဏလောက်တော့နားမဖြစ်မယ်အိမ်မဖြစ်မယ်ဆိုရင်လေအဲ့ရတဲ့မှာအရင်နဲ့ပဲတရားထုတ်နေပေါ့ကိုနကိုရေချက်ကိုကအိတ်တော်မယ်လို့ရည်ရတာကိုမပြောခင်လေးတရားလေးကို3လမိနစ်ရှုမှတ်ဖို့အချိန်ရသွားသေးတယ်နော်အဲ့လိုနေရာမရွေးအချိန်မရွေးရတဲ့လောက်တရားကိုအထုတ်ပါအရင်တခါတုန်းကတတိပေးခဲ့တာရှိပါတယ်ကာမဝိညာဉ်တောင်တရားထုတ်ဖို့ ရန်ကုန်မြို့မှာကားတွေအများကြီးတွေ့နေရတယ်။လူတွေကလည်းကားနဲ့ပဲအချိန်တော်တော်များသွားနေကြရတယ်။အဲ့လိုသွားနေတုန်းမှာအချိန်ကိုအလကားဖြုတ်နေမဲ့စားတတိလေးနဲ့နေဖို့ပြောချင်တာ။ရုံးမှာအမှုထမ်းတဲ့လူတွေကိုရုံးမှာထိုင်နေရတဲ့ဇပွဲကလထိုင်မှာပဲခဏလေးဖြစ်ဖြစ်တမနစ်နှစ်မိနစ်ဖြစ်ဖြစ်နားပြီးတော့တရားကိုရှုမှတ်ပါ။ရုံးပေါ်မှာပဲတခါလေဟူနာဒီနာသွားရတာရှိတယ်နော်။အဲ့လိုသွားလာတဲ့အခါခြေလမ်း ဆယ်လမ်းဆင်္ဂါလမ်းဖြစ်ဖြစ်တတိယနဲ့ကပြီးတိနေလို့ရတယ်နော်ဒီလောက်ကျယ်ဝန်းတဲ့နေရာဆိုရင်ခြေလမ်းဆယ်လမ်းဆင်္ဂါလမ်းလှမ်းလို့ရတယ်နော်အဲ့လိုလှမ်းတဲ့အခါခြေလမ်းကိုကြွလိုက်တယ်ရှေ့ကိုတွန်းလိုက်တယ်ချလိုက်တယ်သုံးချက်လောက်တိရင်ကိုပဲတော်တော်အကျိုးများနေပြီသုံးချက်မရနိုင်ရင်လည်းနှစ်ချက်လောက်တိလဲတော်တော်အကျိုးများပါတယ်ကြွလိုက်တယ်ချလိုက်တယ် အဲ့လိုလှမ်းလိုက်ရတဲ့အခါခြေတော့ကအာယူလိုက်တဲ့အတွက်ကြောင့်တင်းမှုရော့မှုတွေအများကြီးဖြစ်နေတယ်။အဲ့ဒီတင်းမှုရော့မှုကိုအာယုံပြလိုက်တဲ့အခါမှာတင်းလာတယ်ရော့သွားတယ်။တစ်ခုခုကိုအာယုံစိုက်ပြီးနေပါ။အဲ့လိုသွားရင်းလာရင်းနဲ့ဖြစ်ဖြစ်တတိလေကလိုက်တဲ့အခါမှာစိတ်ထဲမှာဖြစ်နေတဲ့အတွေးအရှိန်ဟာနည်းနည်းတော့တန့်သွားတယ်နော်။အတွေးထဲမှာနေတဲ့အကျင့်များတဲ့လူဟာ အတွင်းမှာလည်းအရှင်အဟုန်ဆိုတာရှိတယ်အရှင်ရနေတဲ့ခါသူဒီတိုင်းသွားတယ်နော်အဲ့တော့ပစ္စုပ္ပန်မှာရှိနေတဲ့အာယုန်တစ်ခုခုကို စိတ်ကိုတတိကလက်ချင်းအဖြစ်အဲ့ဒီအရှင်ကြီးကနည်းနည်းတော့တန့်သွားတယ်အဲ့တော့အတွေ့အထက်မှာအများအားနင်မျောနေတဲ့အလေးချင်းနေသွားလိမ့်မယ်ကိုယ်ကိုစိတ်ပင်မမှုဖြစ်အောင်စိတ်ဆင်းရဲအောင်လုပ်နေတာဟာကိုယ့်ရဲ့စိတ်ဆင်းရဲစရာကောင်းတဲ့အတွေးတွေပဲ ကိုယ်စိတ်ပဲ။ ਵਾ ရင်လာရင်နဲ့အဲ့ဒီတတိကိုကန့်နေလောက်ကန့်ရင် သူတို့မဝင်ရင်အတွေးတွေရပ်သွားလိမ့်မယ်။အဲ့ဒီအတွေးတွေဝင်ခွင့်နည်းသွားလိမ့်မယ်နော်။သူတို့မဝင်ရင်စိတ်ကအလိုလိုကြည်လင်သွားလိမ့်မယ်။လူတွေဟာအဖို့အများကြီးရှာတယ်လို့ခုနပြောခဲ့တယ်နော်။ကိုယ်စိတ်ကိုတီးပြီးနေနေတဲ့လူဟာပြင်ပအဖို့ကိုရှာဖို့မလိုတော့ဘူး။ကိုယ်စိတ်ထဲမှာပဲ တတိတမာရီပညာတွေဖြစ်နေတဲ့လူဟာအဲ့ဒါလေးကိုသိပြီးတော့အဖို့လုပ်ပြီးတော့နေလို့ရတယ်။ပြင်ပအဖို့ဆိုတာကိုယ်နဲ့အတူတူအမြဲတမ်းမပါနိုင်ဘူး။အပေါ်ရန်ဖို့ပဲဖြစ်မယ်။ခဏဖို့ပဲဖြစ်မယ်။တကယ်တကယ်ဒုက္ခနဲ့တွေ့တဲ့အခါအကဲခဲနဲ့တွေ့တဲ့အခါမှာအဲ့ဒီပြင်ပဖို့ကကိုယ်ဘာမှထိတိရောက်အကူအညီမပေးနိုင်ဘူး။နည်းနည်းပါးပါးတော့ပြင်နိုင်မှာပေါ့။မိတ်ဆွေတင်ငချင်းတွေဆွေမျိုးတွေကဒုက္ခရောက်တဲ့အခါမှာသူတို့တတ်နိုင်လောက်တော့အကူအညီပေးမယ်ပေါ့။ ဒါပေမဲ့ခုစိတ်ထဲမှာခံစားနေရတာကပျောက်သွားအောင်လို့သူတို့ဘာမှလုပ်မပေးနိုင်ဘူးသူတို့ကပတ်စံပေးရင်ပေးမယ်နေမကောင်းတဲ့ခါစေဝါပေးမယ်စားစရာတော့စရာပေးမယ်မိသားစုဆိုလဲနှိပ်ပေးမယ်တခုခုပေါ့တက်တာအောင်လုပ်ပေးမယ်ဒါလောက်ပဲသူတို့တတ်နိုင်တယ်တကယ်ခုစိတ်ထဲကခံစားနေရတာကတော့ဘယ်သူမှကူပြီးတော့မျှပြီးတော့အဖို့အဖြစ်မခံစားပေးနိုင်ဘူး အစိုးဆုံးအချိန်တွေကိုပြောရမယ်ဆိုရင်တေဂာနီအချိန်ရောက်ပြီဆိုပါတော့ဗဇက်ကလည်းဘာမှမပြောနိုင်တော့ဘူးမျက်စိကလည်းကြည့်လို့ကောင်းကောင်းမမြင်ရတော့ဘူးမှုံဝါလာပြီနားကလည်းကောင်းကောင်းမကြားရတော့ဘူးခန္ဓာကိုယ်ထိတွေ့မှုကလည်းကောင်းကောင်းမသိတော့ဘူးထုံကုန်ပြီဆိုပါတော့စိတ်ကတော့တည်နေသေးတယ်ဘေးကကြည်နေတဲ့လူတွေကတော့မျောနေပြီလို့ထင်ပါပဲနော်တကယ်တော့ညောခြင်းမှမျောတာတချို့ကတော့တကယ်မျောနေပြီးမှအတိပြန်လဲလာလို့ပြောပြတာ သူတို့ကတော့မိကလူတွေကမျောသွားပြီလို့ပြောနေကြတယ်။ဒါပေမဲ့အဲ့ဒီပြောနေတဲ့အချိန်မှာအဲ့ဒီပြောတံကိုသူတို့ကြားနေရတယ်တဲ့။အဲ့ဒီအချိန်မှာနားမချုပ်သေးဘူး။တကယ်တရားမှမဟုတ်သေးပဲကို။မျက်စိကတော့မဖွင့်နိုင်ဘူး။ဇက်ကလည်းပြန်မပြောနိုင်ဘူး။တခြားလဲအမူယာနဲ့သူဘာမှအလုပ်မပြနိုင်တော့ဘူး။ဒီလိုလုံးကငြိမ်ပြီးတော့နေတာကို။နားကတော့ကြားနေသေးတယ်တဲ့။ဆိုတော့ဒီကနေ့ အဲ့ဒီချိန်မှာတခုခုတော့ပြန်ပြောကျင်တယ်ဒါပေမဲ့ပြောလို့မရတော့ဘူးတဲ့အဲ့တော့အာငေတကြောက်တတ်တဲ့ဆိုရင်ဒီလိုချိန်မှာသူ့စိတ်ထဲမှာမလိုနေမလဲတော်တော်ကိုအာငေနေလိမ့်မယ်တော်တော်ကိုကြောက်နေလိမ့်မယ်ကိုယ်စိတ်ကိုသိတူတရားကိုအာထုတ်ပြီးနေတဲ့သူဆိုရင်အဲ့ဒီချိန်မှာစိတ်တာနုပဒနာအာထုတ်ပြီးနေလို့ရတယ်ကိုယ်စိတ်လေးကိုသိပြီးနေလို့ရတယ်အဲ့တော့ နောက်ဆုံးချိန်မှာအဖော်မရှိပါဘူးနော်နောက်ဆုံးချိန်မှာကိုယ့်စိတ်ကိုတည်နေကြလို့ဆိုရင်တော့အဲ့ဒီတည်နေတဲ့ကိုယ့်ရဲ့ဘာဝနာလေးကကိုယ့်ရဲ့တကယ့်အဖို့ဖြစ်လိမ့်မယ်နော်တကယ်တော့ဘဝတန်တရားခီးကိုတကိုယ်တည်းသွားနေရတာပါဖော်မရှိပါဘူးခဏစုံမိကြတာပါအဲ့ဒီဘဝမှာလာစုံပြီးတော့ပြီးရင်လမ်းခွဲပြီးတခါတည်းသွားကြအောင်ပါ တန်တရားတစ်လျှောက်လုံးလိုက်ပြီးဘောလုတ်ပေးမဲ့သူမရှိပါဘူးတကိုယ်ရဲနေဖို့ကြောက်တဲ့သူ ပြင်ပဖို့နဲ့အမြဲနေတဲ့သူဟာအတွင်းကိုပြန်ကြည့်ဖို့ရာခွင့်ရမရတော့ဘူးခုနအစမှပြောခဲ့တယ်လို့ပဲတယ်လီဗီရှင်းအမြဲကြည့်တယ်ဗီဒီယိုအမြဲကြည့်တယ်ဒါမှမဟုတ်ဖြောဖြောစရာတစ်ခုခုကိုနားထောင်နေတယ်အပြင်းပြေကတွန်းစာအုပ်စသည်ဖြင့်အပြောဖတ်တဲ့စာတွေကိုဖတ်နေမယ် တရားစာအုပ်နည်းနည်းပါးပါးဖတ်တာတော့ကောင်းတယ်နော်တရားတရားတက်လာတယ်ညာအတိမြင်ရှင်းလာတယ်တရားကက်ဆက်ခွေနာထောင်လဲကောင်းတယ်နော်ပို့ပြီးတော့အတိမြင်ရှင်းလာတယ်ပို့ပြီးတော့ရင်းကျက်လာတယ်ပို့ပြီးတော့အထုတ်ချင်လာတယ်ဒါတောင်းမှအများတန်းဆိုရင်တော့မကောင်းပြန်ဘူးတရိနဲ့ညာလေးနဲ့စားရိုက်ပြီးတော့ကြည်ပြီးတော့တိပြီးတော့နေဖို့ရတာလူရင်းပဲအဲ့ဒီလူရင်းကိုမြန်မြန်ရောက်ဖို့လိုတာ ပြင်ပမှာအဘောရှာသူဟာတယောက်ထဲနေရမှာကို မနေတတ်ဘူးမနေနိုင်တော့ဘူးတယောက်ထဲမနေနိုင်သူဟာကိုယ်အစ္စတမှာဖြစ်တာကို ကြည့်ဖို့အခွင့်ရေနေသွားတယ်နော်အဲ့ဒီတော့သူ့မှာအင်မတန်နဲ့နာဆုံးရှုံးသွားပြီနော်တော့တယောက်ထဲနေဆိုတာနဲ့ပတ်သက်ပြီးတော့အရင်တစ်ခေါက်ရန်ကုန်မြို့ကိုရောက်တုန်းကပြောခဲ့တဲ့စကားလေးကိုနည်းနည်းထပ်ဖြည့်ပြီးတော့ပြောခြင်းတယ်အခုလူအခုလူလူတွေအင်မတန်များတဲ့ရန်ကုန်မြို့မှာနေတော်လဲပဲ ကိုတရားတရီလေးနဲ့ကိုယ့်အကူတီးပြီးတော့ကိုယ်ခန္ဓာမှာဖြစ်နေတာတခုခုကာယ ानु ပတ္တနာပဲဖြစ်ဖြစ်ဝေဒနာ ानु ပတ္တနာပဲဖြစ်ဖြစ်ဓမ္မ ानु ပတ္တနာပဲဖြစ်ဖြစ်တတိပဋ္ဌာန်၄ပါးထဲကတခုခုနဲ့ကိုအာယုံပြုနေလို့ရှိရင်တကိုယ်တည်းနေတာနဲ့အတူတူပါပဲဘာလို့လဲဆိုရင်သူကအပြစ်မှအဖို့မရှာပဲကိုအနားမှာလူတွေဘလောက်ပဲရှိရှိအရေးမကြီးဘူးကိုယ်တရားလေးကိုအာယုံပြုပြီးနေတဲ့သူဟာတကိုယ်တည်းနေတာပဲ တကူတည်းနေတာမို့ပဝန်းကျင်ကိုသူကမထင်မဲ့မြင်ပြပြီးပြစ်ပယ်တာလားဆိုတော့မဟုတ်ပါဘူးအကြောင်းရှိလို့ပြောရရင်တော့သူကရင်းနှီးလေးစစပုံမှန်လင်းပြောမှာပဲသို့တော့အကြောင်းမရှိတဲ့အခါကျရင်တော့တကူတည်းမနေတဲ့လူတွေလို့အဖို့မရှာဘူးအခုတချို့တောထဲမှာနေတဲ့ယဟန်တွေရှိတယ်တပါးတည်းနေတယ်ဝိရလန်ကြီးမှာညို့ရွာနဲ့တော်တော်ဝေးတယ်တပါးတည်းပဲနေဆိုတော့လေသူ့မှာအငငယ်စိတ်မရှိဘူးကြောက်စိတ်မရှိဘူး ငါမှတယောက်တည်းဖြစ်နေတာကိုငါမှအဖို့မရှိပါလားအဖော်လေးတယောက်လောက်ရရင်ကောင်းမှာပဲလို့မမျှော်ဘူးသူကအဖို့မရှာခြင်းလို့ကိုတော့ထဲမှာတကူတည်းတွားနေတာ ਉ သို့တော့တော့ထဲမှာပင်နေတော့လဲပဲကိုဖြစ်ခဲ့တာတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတခြားကိစ္စတွေကိုတွင်းနေမယ်ဆိုရင်ဒါအဖို့နဲ့နေတာပဲတော့ထဲမှာတကူတည်းနေတော့လဲပြီးခဲ့တာတွေတွင်းနေမယ်မဖြစ်သေးတာတွေတွင်းနေမယ်ဆိုရင် အဖော်နဲ့နေတာပဲအဲ့လို အဖော်နဲ့နေတဲ့သူဟာတရားထုရဖို့မလွယ်တော့ဘူးတောထက်မှာဒီကိုယ်တည်းတရားထုတ်ပြီးအဖော်မရှိပဲနေတဲ့ခါမှာအဲ့ဒါကိုအင်္ဂလိပ်စကားလုံးနဲ့ပြောရင် alone လို့ပြောရမယ်တခြားကိုယ်နာမှာ လူတယောက်မှမရှိဘူးသူ့မှာတခြားဖြောပြစရာအာရုံမရှိတာကိုပြောတာအဲ့ဒါကို i am alone လို့ပြောလို့ရတယ် ငါဟာတကူတည်းပဲ but i am not lonely ဒါပေမဲ့ငါအဖော်မဲ့လို့အားငယ်တဲ့စိတ်နဲ့နေတာတော့မဟုတ်ဘူး lonely ဆိုတာအဖော်မဲ့တဲ့စိတ်အားငယ်တဲ့စိတ်ဖြစ်တာကိုဆိုတာအခုခေတ်ကကြားလေးပေါ်များလေးလေးဖြစ်နေတယ်နော်အင်မတန်ကြောက်စရာကောင်းတယ်နော်ကိုယ်စိတ်ကိုပိုတိလာလေးလေး ိတ်ထဲမှာဖြစ်ပေါ်နေတဲ့တောကတွေပိုးပြီးတော့ခံနိုင်ရရှိလေဒါတွေကပြောပြသမှုထပ်တော့မပြောတော့ပါဘူးအကျဉ်းချုပ်လေးတွေတချို့ဒီထဲမှာကျောင်းဆရာတို့တကကြီးတွေလည်းပါနေတော့အကျဉ်းချုပ်မှတ်သားဖို့ရလေးတွေပြောပြခြင်းနဲ့မိုင်းန်ဖူနက်စ်အန်ဒ်ဖရီဒမ် go together တတိရှိတာနဲ့လွတ်တာဟာအတူတူဖြစ်တယ်တဲ့ သတိမရှိတဲ့သူဟာလွတ်လပ်မှုဆိုတာမရှိပါဘူး freedom always implies social responsibility သတိရှိတဲ့လူဉာဏ်ရှိတဲ့လူဟာတကုဟုကိုလုပ်မယ်ဆိုရင် ကိုကျိုးလည်းရှိအောင် အများကျိုးလည်းရှိအောင်စဉ်းစားပြီးလုပ်တယ်ကိုလည်းမတိခဲအောင် သူတပားလည်းမတိခိုင်အောင်တေးတေးချာချာစင်းစင်းစသာချင်းချင်းလှုပ်တယ်အဲ့ဒါလို့စင်းစင်းစသာချင်းချင်းချင်းလှုပ်တယ်ဆိုကြတဲ့ကသူဟာ တာဝန်တည်တဲ့သူဖြစ်နေပြီပြောမယ်ဆိုရင်တော့ပြောစရာတွေအများကြီးရှိပါသေးတယ်ဒီဘုန်းကြီးအနေနဲ့ကတော့လေကားပဲပြေးနိုင်တယ်မပြီးတော့ဘောဓတ်ကိုတင်မပေးနိုင်ဘူးကိုကိုယ်တိုင်အားထုတ်ရမှာနော် လူတယောက်တရားထုတ်တယ်လို့ကြားရတဲ့သတင်းဟာတခြားဘာသတင်းကြားရနဲ့မှမတူဘူးအဲ့ဒါမျိုးပဲကြားကျင်တာအဲ့လိုသတင်းကြားတဲ့ခါမှာဩသူဒုက္ခနဲ့အောင်နေတတ်ပြီသူများကလည်းသူဒုက္ခမပြေတော့ဘူးအဲ့ဒါလို့လောကီဘက်ကလည်းတုတ်တက်စီခြင်းနဲ့လောကုထာဘက်ကလည်းတုတ်တက်စီခြင်းပါလေဒကာရမတွေက ကြိုးစားတော့ဟောရကြိုးပြောရကြိုးနဲ့တယ်အင်မတန်ကျဉ်းတတ်ပါတယ်ကဲဒီနေ့တော့ဒီလောက်ပဲနော်